leader တယောက်ရဲ့ characteristic competency ဆိုတဲ့အကြီးချင်း attitude ဆိုတဲ့စိတ်သဘောထားပေါ့နော်အချက်၃ချက်ကိုပြောပြသွားပါမယ်အကြောင်းမူ CCA ဆိုပြီးတော့ပြောထားပါတယ်ဆိုတော့ leader တယောက်ရဲ့ characteristic ကိုပြောမယ်ဆိုလို့ရှိရင် characteristic ၁ချက်ရှိပါတယ် leader တယောက်မှာ ရှိရမယ်ဇယိုင်းလက္ခဏာ၁ချက်ရှိပါတယ်အဲ့ဒီ၁ချက်စလုံးရှိဖို့လိုပါတယ် ဆယ်ချက်စလုံးမရှိသေးဘူးဆိုရင်ကိုလိုနေတဲ့ဟာကို ဖြည့်နိုင်အောင်ကြိုးစားပေးပါเนาะပထမဆုံး communication ကောင်းအောင်เนาะရှေ့မှာလည်းဒီသဘောလေးတွေကနည်းနည်းတော့ပါပါတယ် leader မှန်ရင်ကိုအပါဝင်ကိုအဖွဲ့ကလူတွေတွားမဲ့ရည်မှန်းချက်ပန်းနိုင် vision ပေါ့เนาะဒါမှမဟုတ် objective aim အများကြီးပေါ့ကြိုက်တယ်လို့ခေါ်လို့ရပါ purpose အဲ့ဒါချမှတ်နိုင်စွမ်းရှိရ vision ကိုချမှတ်နိုင်စွမ်းရှိရမယ်အဲ့ဒီ vision ကလည်းအတိတ်ပဲရှိတဲ့ vision ဖြစ်ရဖြစ်နိုင်ခြင်းရှိတဲ့ vision ဖြစ်ရအဲ့ဒီ vision ကိုချမှတ်ပြီးပြီဆိုလို့ရှိရင်လည်းအဲ့ဒီ vision ကို ကိုယ့်လူတွေအကုန်လုံးသိသွားအောင်ရှင်းရှင်းလင်းလင်းနဲ့ communicate လုပ်ပေးနိုင်စွမ်းရှိရအဲ့ဒီလို communicate လုပ်ပေးပြီးတော့သူတို့နားလည်ပြီးတော့သူတို့လက်ခံလာပြီးတော့သူတို့လုပ်တဲ့အခါမှာလည်းအားလုံးတညီတညွတ်ထဲ unity ရှိရှိနဲ့ လှုပ်ဖြစ်ဖို့ရာအတော့ကိုကနေပြီးတော့ပံ့ပိုးပေးနိုင်စွမ်းရှိရအဲ့ဒီအရာအလုံးရဲ့ခြေခံသည် communication ပါပဲเนาะ communication skill ကောင်းမှုလိုပါတယ် communication skill ကောင်းမှုလိုပြီးတော့ဒုတိယချက်က listening skill ကောင်းမှုလိုတယ် communication လို့ပြောလိုက်ရင်လည်းအဲရှာကြံပြီးပြောရင်တော့လေ communication ကောင်းမှုအတွက်အခြေခံကတော့ listening ပဲပေါ့เนาะနားထောင်ကောင်းသူဖြစ်မှာ အကောင်းကောင်းပြောတတ်တဲ့သူဖြစ်မှာအဲ့တော့ပထမဦးဆုံးသူများပြောတဲ့ဟာကိုတေချာသဘောပေါက်အောင် point ကိုမိအောင်တေချာနားထောင်မှုလို့အဲ့ဒီလိုမိပြီးတော့မှဂျက်ကြလက်ကြတေချာလေးဒါပြန်ပြီးတော့ဒါပြောတတ်မှာလေအဲ့ဒါကြောင့်မလို့ the art of listening ပေါ့နားထောင်ခြင်းအမှုပညာကိုကျွမ်းကျင်ရအဲ့တော့ leader တယောက်အနေနဲ့နားထောင်နေဆိုတာဟာအလုံးနဲ့ဆိုင်တဲ့အရာတွေကိုပဲ နားထောင်တာကိုပြောတာမဟုတ်ဘူးအလုံးနဲ့ဆိုင်ဆိုင်ဆိုင်တခါကျရင်သူတို့ပြောတာတွေအလုံးနဲ့မဆိုင်သူတို့ကိုရေးကိုတာလည်းဖြစ်ချင်းဖြစ်မှာပဲနော်အားကိုးပြီးတော့ဗောနော်အိမ်မှာဘေးကစမ်းမိုင်မကောင်းဘူးအဘွားကတော့ဘယ်လိုဆိုပြီးတော့လာပြောတာမျိုးလည်းရှိဖြစ်ချင်းဖြစ်နိုင်တာဘာလာပြောနေမှလည်းမသိအလုံးနဲ့လည်းမဆိုင်လာပြောမနေနဲ့ဆိုပြီးတော့ငောက်ထုတ်တာမျိုးတွေထက်ထိုက်တဲ့လောက်ပေါ့နော်အေးဟုတ်လားအဲ့ဒီအကြောင်းကိုအခုခဏနေကြရင်ငါတို့ထမင်းစားတဲ့အချိန်ကျရင်ဆက်ပြီးတော့ပြောမယ်လေအခုလုံးလုံးစရာတော့အလုံးနဲ့ဆိုင်တဲ့ဟာလေးနည်းနည်းလေးအရင်ပြောကြစို့ နော်အဲ့လိုမျိုးလေးပေါ့ဒါကြရင်တို့ကဘာမို့တို့အားကိုးရင်တို့ချစ်ရင်တို့ကရင်ဖွင့်ကျင်တာလေပြောပြကျင်တာလူစားကိုအကြောင်းကိုကိုပြောဖို့အတွက်တွေ့ကြရလူကိုပြောနေတာမို့ဒါကိုယုံကြည်ရတဲ့လူနော်အာပြီးရင်ကိုအားကိုးနိုင်တဲ့သူဒါမျိုးတွေကိုပဲပြောတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လီဒန်တယောက်အနေနဲ့နားထောင်ခြင်းအမှုပညာကိုလည်းကျွမ်းကျင်တက်မြောက်ဖို့လိုပါတယ်